အားလုံးပဲမင်္ဂလာပါခင်ဗျာဇွန်15 16နဲ့18ရက်နေ့တွေမှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်တရုတ်ရဲ့747ကုန်စည်လေယာဉ်၅စီးတရုတ်နိုင်ငံတွေကထွက်ခွာသွားပါတယ်လေယာဉ်ပြန်တမ်းမှုတရားဝင်ချက်လက်တွေအရလေယာဉ်တွေကဥရောပကိုဥတီထွက်ခွာခဲ့ပါတယ်ဒါပေမဲ့တစ်စီးမှရောက်မလာခဲ့ပါဘူးတရုတ်လေယာဉ်တွေက EN လေကြောင်းပိုင်တဲ့အနီးမှာရေဒါကနေပျောက်ကွယ်သွားပါတယ်အချိန်ကလည်းတန်တရားရှိစရာကောင်းပါတယ်အစ္စရေးကအီရန်ရဲ့အဓိကနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်ပြီးရပိုင်းကြမှာ တရုတ်လီယန်တွေရဲ့ပြန်တမ်းမှုခီးစဉ်ထွက်ပေါ်လာခဲ့တာပါတရုတ်လီယန်တွေဘာတွေကိုတည်ဆောင်လာတာလဲဘယ်သူမှတိကျပေါက်မပြောနိုင်ပါဘူးဒါပေမဲ့ဒီလိုလီယန်မျိုးစားတွေကိုကြီးမားတဲ့စီးလက်နဲ့ပစ္စည်းတွေတည်ယူရမှာအသုံးပြုလေရှိပါတယ်တရုတ်လီယန်တွေကအီရန်ကိုလက်နဲ့ထောက်ပံ့ပေးဖို့အတွက်တိတ်တိတ်စစ်စင်ရေးပြုလုပ်လာတာလို့တချို့ကယူဆပါတယ်ဟုတ်ပါတယ်လီယန်တွေရီဒါကပျောက်သွားတာဟာ digital အမားတစ်ခုသို့မဟုတ်တိုက်ဆိုင်မှုတစ်ခုဖြစ်နိုင်ပါတယ်တရုတ်လီယန်တွေအီရန်ကိုဆင်းသက်ခဲ့တယ်ဆိုတော့ခိုင်မာတဲ့တပ်တွေအထောက်အထားလည်းမရှိပါဘူး ဒါပေမဲ့ခံမှန်းတွက်ချက်ပြောဆိုမှုတွေကလည်းအခြေမြစ်မရှိတာတော့မဟုတ်ပါဘူး။တရုတ်ကအီယန်ကိုကူညီထောက်ပံ့မှုတွေကြီးမားတဲ့အကြောင်းရင်းရှိပါတယ်။တရုတ်ရင်နဲ့တွင်းကုန်တွေရဲ့16ရာခိုင်နှုန်းလောက်ကိုအီရန်ကတိုက်ရိုက်ဝယ်ယူတာဖြစ်ပါတယ်။ Sorry UAE နဲ့ကူဝိတ်တို့လိုတခြားပင်လယ်ကွေ့နိုင်ငံတွေစီကတရုတ်ရဲ့ရင်နဲ့ဝယ်ယူမှုကိုပေါင်းလိုက်မယ်ဆိုရင်စုစုပေါင်း90ရာခိုင်နှုန်းကျော်ရှိပါတယ်။ Israel အီရန်ပဋိပက္ခကြောင့် Hostmo ရေလက်ကြားပိတ်ပြီးအီရန်ရဲ့စွမ်းအင်အဆောက်အုံတွေထိခိုက်ပျက်စီးသွားမယ်ဆိုရင်တိုက်ရောက်မှုကတီရန်မာတင်ရက်နေမှာမဟုတ်ပါဘူး။ ဘေကျင်းကိုလည်းအလုံးစုံရိုက်ခတ်လာမှာဖြစ်ပါတယ်။ဒါကတရုတ်ငင်ခံလို့မရတဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့ဒါကရေနံကိစ္စတသက်မဟုတ်ပါဘူး။စစ်ပွဲကြီးဖြစ်ပြီးအမေရိကန်ပါလာရင်တရုတ်ကအမျက်ထွက်သွားနိုင်ပါတယ်။တရုတ်တို့အချိန်နဲ့လှုံ့ရှားခြင်းပိုရသွားပါမယ်။အရှိလေပိုင်းဒေသမှာကာလာတာရှည်စစ်ဖြစ်ရင်အမေရိကန်ရင်းမြစ်တွေလမ်းလွှဲပြီးတခြားဒေသတွေမှာအမေရိကန်စစ်တပ်လှုံ့ရှားလို့မရအောင်အလုပ်ရှုပ်သွားပါလိမ့်မယ်။အီရန်ကိုတိုက်ခိုက်ဖို့ငွေကုန်ကြေးကြများမယ်ဆိုရင်ပစိဖိတ်ဒေသမှာတရုတ်ကိုတံပြန်မှုငွေအင်အားချိနဲ့သွားပါလိမ့်မယ်။ မေကန်ကတခြားနိုင်ငံနဲ့စစ်ဖြစ်နေချိန်မှာတရုတ်ကထိုင်ဝမ်ဘက်လှည့်သွားနိုင်ပါတယ်ဒီလိုပြောလို့တရုတ်ကိုအပြစ်တင်နေတာမဟုတ်ပါဘူးမေကန်ကအတိတ်ကာလတုန်းကလည်းအလားတူမဟာဗျူဟာမျိုးကိုအသုံးပြုခဲ့ပါတယ်ဒါကတကယ်စစ်မှန်တဲ့ပထဝီနိုင်ငံကြီးရဲ့ရောင်ပြန်ဟပ်မှုတစ်ခုဖြစ်ပါတယ်ပြီးတော့ဒီအခိုက်အတန့်ကဘေကျင်းဆိုးရွားတွေနောက်တစ်ကြိမ်ပြန်မရတဲ့အထူးအခွင့်အလမ်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့နောက်ဆုံးမှာမေကန်ကအရေးကိစ္စတစ်ခုကိုရေရှည်အာရုံမစိုက်နိုင်ဖြစ်လာရင်တရုတ်တို့အကြီးမားဆုံးအားအသာချက်တစ်ခုဖြစ်သွားနိုင်ပါတယ် ဗီဒီယိုတွေဆက်လက်ဖန်နှိပ်နိုင်ဖို့ subscribe လုပ်ရသည် channel လေးကိုလည်း like and subscribe လုပ်ထားပေးပါဦးခင်ဗျာစေတုနေပေါင်းများစွာကလေးကအီရန်ကလွတ်လပ်ပြီးအမေရိကန်ကင်းတဲ့အင်အားကြီးနိုင်ငံတနိုင်ငံကိုမဟာမိတ်ပြုလုပ်ဖို့အသေးအံရှာဖွေခဲ့ပါတယ်ပထမတော့ရုရှားလိုထင်ခဲ့ရပါတယ်ဒါပေမဲ့မော်စကိုကအီရန်ကိုဘယ်တော့မှအပြည့်အဝမထောက်ပံ့ခဲ့ပါဘူးမော်စကိုကသူ့ပေးမယ်လို့ကတိပေးထားတဲ့လက်နက်တွေကိုမကြာခဏနှောင့်နှေးကြန့်ကြာခဲ့သလိုလုံးလုံးမပေးတာတွေလည်းရှိပါတယ်ဘာကြောင့်လဲ ။ဘာကြောင့်လဲဆိုတော့ရုရှားကအစ္စရေးကိုဒေါသမထွက်စေချင်တာဖြစ်ပါတယ်။ဒီလိုပြောလို့အံအံတင်နိုင်ပါတယ်။ဒါပေမဲ့ရုရှားနဲ့အစ္စရေးမှာနက်နက်ဆိုင်ဆိုင်ဆက်နွယ်နေတာတွေအများကြီးရှိပါတယ်။အစ္စရေးတပ်သန်းကျော်ကရုရှားဘာသာစကားပြောဆိုကြပါတယ်။ရုရှားနဲ့အစ္စရေးကစီးရီးယားမှာစီးရီးလှုပ်ရှားမှုတွေကိုပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်။အီရန်ကအဲ့ဒါကိုသိပါတယ်။ဒါကြောင့်ပဲအီရန်ကကုန်သွယ်ရေးတန်နမန်ရင်းနဲ့စွန့်ရင်သဘောတူညီချက်တွေမှာဥရောပနဲ့ဆက်ဆံရေးတကားကိုဆက်ဖွင့်ထားခဲ့ပါတယ်။တကယ်ကကော်ကေးဆက်ဒေသနဲ့ အာရှတိုက်လေပိုင်းလိုနေရာတွေကအီရန်အကျိုးစီးပွားတွေဟာရုရှားရဲ့အကျိုးစီးပွားတွေနဲ့မကြာခဏဆိုလိုပရိပက္ခဖြစ်ပါတယ်။ဒါကြောင့်အီရန်နဲ့ရုရှားမဟာမိတ်ဖြစ်မှုကယုံကြည်မှုတွေအစဉ်ပြေကြလို့သာဆက်ဆံနေကြတာဖြစ်ပါတယ်။တခြားတစ်ဖက်မှာတရုတ်ကမတူကွဲပြားတဲ့ကစားပွဲတစ်ခုကိုကစားပါတယ်။အရှိလေပိုင်းဒေသမှာတရုတ်ရဲ့ကိုလိုနီနိုင်ငံမရှိပါဘူး။တန်ရုံးစဉ် Twitter စီရဘာမှမရှိသလိုငယ်မီပိုင်ဆိုင်မှုအငင်းပွားနေတာလည်းမရှိပါဘူး။အရှိလေပိုင်းဒေသမှာတရုတ်လူကျင်တာကရေနံတည်ငိမ့်တဲ့ကုံသွေးကြီးနဲ့ ာလကြာရှည်ဩဇာလွှမ်းမိုးထားနိုင်မှုဖြစ်ပါတယ်။2021ခုနှစ်မှာတရုတ်နဲ့အီရန်25နှစ်ကြာအပူပေါင်းဆောင်ရွက်ရေးသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါကသဘောတရားတသက်မဟုတ်ပါဘူး။အဲ့ဒီသဘောတူညီချက်တည်းမှာစွန့်အင်အခြေခံအဆောက်အအုံဆက်သွယ်ရေးနဲ့စည်ရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ရေးတို့ပါဝင်ပါတယ်။တရုတ်ကအီရန်ရေနံကိုလျှော်ဈေးနဲ့ရတယ်။အီရန်ကတရုတ်ရဲ့ပိုလန်မှစီမံကိန်းတွေဒေါ်လာဘီလီယံပေါင်းများစွာရရှိခဲ့ပါတယ်။အီရန်ရဲ့စိတ်ကန်းတွေ ယထာလန်းတွေနဲ့ digital ကွန်ရက်တွေမှာတရုတ်အစိုးရပါဝင်လို့ရအောင်တကားတောင်ဖွင့်ပေးခဲ့ပါတယ်။အီရန်အတွက်ဒါကသူ့ရဲ့ရှင်သန်မှုအတွက်ဖြစ်ပါတယ်။တရုတ်အတွက်တော့ဒါဟာတနက်တစ်ချက်မဖောက်ရပဲသူ့ရဲ့ခြေရာလက်ရာကိုဖျက်ကျက်နိုင်ဖို့အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။အရှိလေပိုင်းဒေသမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကစီးပွားရေးတက်တက်မဟုတ်ဘူးဆိုတာမြေကြီးလက်ခတ်မလွဲပါ။မဟာဗျူဟာကြတဲ့လှုပ်ဆောင်မှုဖြစ်ပါတယ်။စီးရီးယားမှာဖြစ်ပျက်ခဲ့တာကမဟာမိတ်ဖြစ်ကြောင်းပြသတဲ့လက္ခဏာမဟုတ်ပါဘူး။ဒါကသွေးတွက်ချက်ပြီးမဟာဗျူဟာမြောက်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ ီးရီးယားတမရအာဆက်ဖဲဂျင်ခံထားရပြီးသူ့အစိုးရပြုတ်ကျလူဆဲဆဲဖြစ်နေချိန်မှာအာဆက်ကိုထောက်ပံ့ကူညီလိုက်တာကြောင့်အီရန်ကလဲပြိုကျနေတဲ့နိုင်ငံတကာနိုင်ငံအပေါ်မှာလွှမ်းမိုးမှုရာသွားခဲ့ပါတယ်။အရင်ချင်းနဲ့နေတဲ့မာမိတ်နိုင်ငံတွေကထိ ंछ ုပ်ရတာပိုလွယ်ကူပါတယ်။အဲ့ဒီမာပြူဟာကအီရန်အတွက်အလုပ်ဖြစ်ခဲ့ပါတယ်။အခုလည်းတရုတ်ကအဲ့ဒီနီလန်တိုင်းဆက်လုပ်ဖို့ပြင်ဆင်နေနိုင်ပါတယ်။တရုတ်ဝင်ပါမလားမပါဘူးလားဆိုတာအခုထိမတွေ့ရသေးပါဘူး။ဒါပေမဲ့တရုတ်ကအနည်းငယ်စောင့်ကြည့်နေပါတယ်။အစ္စရေးရဲ့စစ်စင်ရေးကြောင့်အီရန်အထိနာခဲ့တယ်ဆိုပေမဲ့ ချက်ချင်းတော့ပြိုလဲကြမသွားသေးပါဘူး။အီရန်အမှန်တကယ်အားနည်းချိန်ရောက်ရင်တရုတ်ဝင်လာနိုင်ပါတယ်။အီရန်ကိုကယ်ဆယ်ဖို့မဟုတ်ပါဘူး။တရုတ်အကျိုးစီးပွားတွေအတွက်အီရန်ကသူ့ကိုပိုအားကိုးလာအောင်လှုံ့ဆော်ဖို့ဖြစ်ပါတယ်။တရုတ်ရဲ့ချင်းငွေတွေလက်နက်တွေနဲ့ကာလကြာရှည်သဘောတူညီချက်တွေနဲ့ချီနှောင်ပြီးတရုတ်ကသူ့ဘော်အီရန်ပုံမမီခိုလာအောင်တဖြည်းဖြည်းပြောင်းလဲနိုင်ပါတယ်။အီရန်ကတရုတ်ရဲ့ရုပ်သေးရုံနိုင်ငံတစ်ခုလုံးလုံးဖြစ်မလာနိုင်ပေမဲ့အရေးကြီးတဲ့မဟာဗျူဟာချမှတ်မှုတွေပေါ်မှာတရုတ်အပေါ်အလွန်မင်းမီခိုနေရတာနိုင်ငံတစ်ခုဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်နိုင်ငံတကာနိုင်ငံရဲ့စစ်မှန်တဲ့အချုပ်အခြာအာဏာဆိုတာမရှိနိုင်တော့ပါဘူးဟုတ်ပါတယ်ဒါကအစ္စရေးအီရန်ပြည်ပခဘလို့ပြောင်းလဲသွားမလဲဆိုတာပေါ်မှာမူတည်နေပါတယ်ဒါပေမဲ့ဒီပြည်ပခတွေကအကျိုးအမြတ်ရရှိတဲ့နိုင်ငံတကာနိုင်ငံရှိလာပြီဆိုရင်တရုတ်ဖြစ်ပါတယ်စစ်ပွဲတိုင်းမှာပလီယာတစ်တွေအတွက်တကားဖွင့်ပေးထားပါတယ်အစ္စရေးနဲ့အီရန်ကြားပြည်ပခကအချင်းကြာမြင့်လာလေလေပြင်ပကအင်အားကြီးနိုင်ငံတွေဝင်လာနိုင်ခြင်းများလေလေပါပဲတရုတ်အတွက်လည်းအနေရရှိနိုင်ပါတယ်ဒါပေမဲ့ဒီအချိန်တွေကအမျက်ထုတ်နိုင်မဲ့အခွင့်အလမ်းလေးရှိနေပါတယ် စစ်ပွဲကအလင်းမြန်ပြီးဆုံးရင်ဘေကျင်းကဘေးထွက်ထိုင်နေနိုင်ပါတယ်။ဒါပေမဲ့အမေရိကန်ပါလာပြီးစစ်ချိန်မြင့်လာရင်တရုတ်ကတိတိကျကျဝင်ပါလာနိုင်ပါတယ်။တရုတ်စစ်သားတွေစေလို့ဖို့မလိုအပ်ပါဘူး။အဲ့ဒီလိုလွတ်မဲ့စားတရုတ်ရဲ့လေကြောင်းကာဝေးစနစ်တွေပယ်ထိန်ဒုံးကျည်တွေတိုက်ခိုက် drone တွေနဲ့ဂျိုရုထောက်လန်းရေးတွေတောင်စေလို့လာနိုင်ပါတယ်။ဒီလက်နက်ပစ္စည်းတွေကအီရန်မှာမရှိတာသို့မဟုတ်အရေးအတွက်အနေငယ်သာထုတ်လုပ်နိုင်ပါလိမ့်မယ်။တရုတ်ကထောက်ပံ့ကူညီမှုတွေကိုတိတိကျကျဇက်တိုက်ပေးပို့နေမယ်ဆိုရင်ဒီလက်နက်ပစ္စည်းတွေကအီရန်စစ်နိုင်ဖို့မလုံလောက်ပါဘူး။ ဒါပေမဲ့စစ်ကိုအီရန်ဆက်တိုက်နိုင်အောင်ကူညီနိုင်ပါတယ်။တရုတ်ကလည်းအီရန်ကိုအဲ့လိုဖြစ်စေခြင်းနေနိုင်ပါတယ်။တရုတ်ကအီရန်အနိုင်ရဖို့မလိုအပ်ပါဘူး။အီရန်ရှင်သန်နေဖို့သာလိုအပ်ပြီးအမေရိကန်ရဲ့တရားစာတရင်းမြစ်တွေကိုဖြုံးတီးပေးဖို့သာလိုအပ်ပါတယ်။အီရန်နဲ့ကာလာကြာရှည်စစ်ပွဲဖြစ်ရင်အမေရိကန်စစ်တပ်ပန်းလာပြီးဘတ်ဂျက်ထိလာကဝါရှင်တန်မှာနိုင်ငံရေးထောက်ခံမှုကျဆင်းသွားစေဖြစ်ပါတယ်။အမေရိကန်ကလည်းယူကရိန်းမှာရုရှားကိုဒီနီလန်တိုင်းကျင့်သုံးခဲ့ပါတယ်။အဓိကရန်သူကအစုံးအစမရှိတဲ့စစ်ပွဲမှာဝေကုံကြေးကြများပြီးဥညွတ်သွားစေဖြစ်ပါတယ်။ တရုတ်တို့ဒီလိုအာယုံပြောင်းမှုပုံစံမျိုးကအလွန်တန်ဖိုးရှိပါတယ်ဒီလိုလှုပ်ဆောင်နိုင်ရင်ဘေကျင်းတို့အထူးသဖြင့်ထိုင်ဝမ်ရေးလိုတခြားကိစ္စတွေမှာအာယုံစိုက်ဖို့အချိန်နဲ့လွတ်လပ်မှုပိုရရှိမှာဖြစ်ပါတယ်မေကန်ကနောက်ထပ်အချိန်ကြာမြင့်တဲ့စစ်ပွဲတစ်ပွဲမှာပိတ်မိနေမယ်ဆိုရင်အာရှမှာပြည်ပကကြီးတခုထပ်ဖြစ်ရင်ကင်တွယ်နိုင်မှာမဟုတ်ပါဘူးတရုတ်ကချက်ချင်းဝင်ပါဖို့မလိုအပ်သေးပါဘူးမေကန်လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်တော့တဲ့အချိန်မှာကမ္ဘာရဲ့ဟန်ချက်ညီမှုကပြောင်းလဲသွားပါလိမ့်မယ်အဲ့ဒီအချိန်ရောက်ရင်ဘေကျင်းကသူ့ရေတက်ကိုတိတ်တိတ်အမြန်တိဆောက်ပြီး ဒေတာရင်းနိုင်ငံမိတ်တွေကိုစမ်းသက်ကဂျာဝင်မဆက်ဖက်ရပဲထိုင်ဝမ်ရေးမှာအမေရိကန်ရဲ့ပါဝင်ပတ်သက်နေတဲ့နိုင်ငံတကာရဲ့အမြင်ကိုလွှမ်းမိုးသွားနိုင်ပါတယ်။ဒါပေမဲ့အကူအညီဆိုတာအမြင်တန်းလန့်နဲ့လာတတ်ပါတယ်။အီရန်ကတရုတ်ရဲ့အကူအညီကိုလက်ခံလိုက်ရင်၎င်းတော်ရမှာမဟုတ်ပါဘူး။စီးရီးယားသမ္မတအာဆက်ကအီရန်နဲ့ရုရှားကိုအားကိုးနေရတယ်လို့မျိုးအီရန်နဲ့အလားတူအနေထားဖြစ်သွားနိုင်ပါတယ်။ဒီအချိန်မှာအီရန်ကတရုတ်ရဲ့ proxy ဖြစ်သွားနိုင်ပါတယ်။အီရန်ကိုတရုတ်ကလုံးဝထိချုပ်လိုက်မယ်လို့ဆိုလိုတာမဟုတ်ပါဘူး။လွှမ်းမိုးထားမယ်လို့ဆိုလိုတာပါ။လွှမ်းမိုးမှုကအရေးကြီးပါတယ်။ ဥမာဟော့စမှုရေလက်ကြားကိုကြည့်ပါဟော့စမှုရေလက်ကြားက EIN လက်ကင်တုပ်ဖြစ်ပါတယ်ကမ္ဘာရေနံစီးဆင်းမှုကိုဟော့စမှုရေလက်ကြားကကတောင်ကနင်းဖြစ်အောင်လှုပ်ဆောင်နိုင်ပါတယ်တရုတ်ကအီရန်ပါဝင်ပင်လယ်ကွေ့ဒေသနိုင်ငံတွေကရေနံ90ရာခိုင်နှုန်းကျော်ကိုဝယ်ယူနေတယ်တရုတ်က EIN ရေနံကိုအဓိကဝယ်ယူသူဖြစ်လာရင်သူ့ရေနံရောင်းချမှုကိုဒုက္ခပေးနိုင်တဲ့အနောက်ရှက်တွေကိုအီရန်ကပြုလုပ်ဖို့မဖြစ်နိုင်တော့ပါဘူးအတိုးချုပ်ပြောရရင်အီရန်ရဲ့အကြီးမားဆုံးခွန်အားကအတုံးမဝင်တာဖြစ်လာနိုင်ပါတယ်အီရန်မှာလက်နက်မရှိတာကြောင့်မဟုတ်ပဲ အဲ့ဒီခွန်အားကိုအသုံးပြုဖို့လိုလက်ခွင့်မရှိတာကြောင့်ဖြစ်ပါတယ်တဖက်လူရဲ့ proxy ဖြစ်ရတာရေစရာတော့ကောင်းပါလေအသက်ရှင်တန်လို့ရတယ်ထိန်းချုပ်ခွင့်မရှိဘူးအီရန်ကတရုတ်ကိုပို့ပြီးမီခိုလေးလေးအာဆက်လိုညီကုန်းချုပ်ဖို့နီးလေလေပါပဲအာဆက်တုံကအာနာတော့ရှိတယ်ဒါပေမဲ့ပြင်ပနိုင်ငံကအကြီးအကျယ်လွှမ်းမိုးထားခြင်းခံရတယ်ကို့လိုလက်ရေးကိုကိုတိုက်ယူခဲ့ရတဲ့တော်လန်ရေးနိုင်ငံတစ်ခုကကို့နိုင်ငံရေးကိစ္စကိုသူများကထိန်းချုပ်ထားတာကကြေကွဲစရာအကောင်းဆုံးပေးဆက်မှုဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့အစ္စရေးအီရန်စစ်ပွဲဆက်ဖြစ်နေပြီး မေကန်ပါပိတ်မိနေရင်တရုတ်ကဘာရှေ့ဆက်လုံးမလဲဆိုတာပြင်ဆင်နေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတာကမ္ဘာမှာဗျူဟာမှာအချိန်ကအရာရာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ခင်ဗျာ။